မလင်တန်အန်တုနီဆိုတဲ့အကြောင်းအရာကိုဗဟုသုတအနေနဲ့ပြောကျင်တယ်ဗျနံပါတ်1မလင်ကျုံးနဲ့နေရင်အရေးသွေးမီတဲ့တစ်ထက်တိုက်ပဲစောင့်နေပါ အလုံးစုံနှစ်ထက်ထက်မပူပါစေနဲ့တဲ့ပညာရှင်တွေကဆိုပါလေနံပါတ်2 foundation ချရင် footing ကိုနည်းနည်းချပါ footing နည်းနည်းချပါဆိုတာကပြောရမယ်ဆိုရင်တော့ငလင်တန်ခံနိုင်မှုအတွက်နက်နက်တူခိုင်းတာပါ contract တွေကတစ်ထက်ဆို၃ပြည့်အနက် နှစ်ထပ်ဆို6ပေလောက်သာခြားတာများပါတယ်။အနောက်ကိုပုံသင်မထားပဲမြေမာတွေ့တဲ့အထိခြားသင့်ပါတယ်။မြေမာမတွေ့ရင်လည်းတစ်ထပ်ဆိုအနည်းဆုံး6ပေနှစ်ထပ်ဆို10ပေအထိခြားသင့်ပါတယ်။အထက်မြင့်စောက်လို့ရင်တော့တတိုင်းချင်းမချပဲ foundation အကုန်လုံးစာဘာခိုးနဲ့တူပြီးတစ်ဆက်တည်းအပြားလိုက်ကြီး mat footing ခြားသင့်ပါတယ်။အခုပြိုကျသွားတဲ့ Sky Villa လို17ထပ်အဆောက်အုံကြီးမျိုး foundation ချမှာဆိုရင်တော့ တော်တော်နဲ့နဲ့တူးသင့်ပြီးတကယ်အဲ့ဒီတိုက်ပမာဏရှိတဲ့ဒီတစ်ဆက်တည်းအပြားလိုက်ကြီးကိုပဲလုံးသင်ပါတယ်တိုင်လိုက်ချန်လိုက်တယ်မလုံးလောက်ပါဘူးမြေကြီးတဲ့တင်အစင်းမီတွဲအားဆက်အားကောင်းတဲ့ဘင်းနှစ်ထပ်ချုပ်ပါကန်ထွက်အများစုအားမြေပေါ်ခုံလုံးရှိပလင့်ဘင်းသာချုပ်တတ်ပါတယ်ဖူတင်ပေါ်က ground ဘင်းကိုခိုးလိုက်ရှိပါတယ်မြေကြီးတွင်မှာ ပြောမယ်ဆိုရင်တော့ပတ်စံအကုန်ခံပြီးအတဝအလုပ်ကိုတေချာလို့ပါမြေကြီးတွင်ဇရိတ်ခုပြီးမြေပေါ်အလှပဦးစားမပေးပါနဲ့ရေရှည်အတွက်ပါအောက်ခံဖောင်ဒေးရှင်းဖူတင်းချိုင်6ပေ9ပေကြောက်ဖြားချက်ကြီးများထထူတော့ပါအုတ်ကျိုးအုတ်ပဲတွေလုံးဝမတုံးသင့်ပါနဲ့တစ်ထပ်ဆိုရင်၄ပေပက်လေနှစ်ထပ်ဆို6ပေမှ10ပေပက်လေအပြားအထိအထူးတပေမှ2ပေအထိအနည်းဆုံး3ပေပါ ကန်ထရိုက်တွက်ချေမကိုက်လို့စကားများရရင်ပိုဆောင်ထပ်ပေးလိုက်ပါနေပြီးတော့ဝန်ထမ်းအင်အားများစုကြွန်ကြခြင်းဟာအဲ့ဒီလိုဖူတင်အားနေခြင်းလို့ယူဆပါတယ်ကော်လန်တိုင်ကိုတစ်ထပ်ဆိုရင်ကိုလမပက်လက်မတပေပက်လက်အထိသုံးပါနှစ်ထပ်ဆိုရင်တပေမ14လက်မတိုင်ကိုသုံးပါဝေးအများဆုံးထမ်းမဲ့တိုင်ကို14လက်မမတပေခွဲ18လက်မအထိစိုက်ရှိတဲ့တိုင်ကြီးတွေသုံးပါအရေးသွေးမီဂိတ်ပြန့်တန်ချောင်းနဲ့ ဘေးတိုက်အရေးအတွက်အချိန်ကောင်းအောင်စတောက်ကွင်းစိတ်စိတ်သုံးပါဂိတ်ပြပါသေးအခုငလင်မောင်ပြိုကျကြိုးကြတဲ့လေတက်အဆောက်အဉာကော်လန်တိုင်ကိုနှစ်ထပ်တိုက်များအတွက်သာသုံးတဲ့တန်နေကိုသာသုံးထားလို့အပေါ်ဝိတ်ကိုမထမ်းနိုင်ခြင်းလို့ယူဆမိပါတယ်နှစ်ထပ်ဆလတ်အားကွန်ကရစ်လောင်ရမှာအလုံးသမားအဝမကူအမကူပါနဲ့တနိုင်တပိုင်းမေဇာလီနဲ့ဖြော်ဆက်ရပြီးအချိန်ကွာချမ်းမှုကြောင့်တန်မာအားဟာတသားတည်းမရနိုင်ပါဘူး ောင်းတင်းခိုင်မာအောင်အရန်လိုအပ်ပါလေကွန်ကရစ်တောင်းတင်းခိုင်မာဖို့အတွက် AG ကားကြီးတွေနဲ့ဖြော်လာတဲ့ကွန်ကရစ်ကိုတုံးပါတစ်ချိန်နဲ့တစ်ဆက်တဲ့အပီးလောင်းပါအလောက်သမားအားကိုးလောင်းနဲ့လိုက်လောင်းနေရင်တော့အပူအေးအပြော့အမဒါလေးနှီးနိုင်မှာမဟုတ်ပါဘူးအချိန်ကွာခြားချက်ကအင်မတန်အရေးကြီးပါတယ်နံပါတ်၈ချက်ကတကားကြီးပုံတွေကို၄တော့မသုံးပါနဲ့ခုငလင်မှာ၄တော့သုံးသူတွေကွဲချင်းအချင်းဖြစ်ကြပါတယ် white distribution ကောင်းနေမဲ့အပေါ်ခုံပြင်ကတိုးကြီးပေါင်တောင်းနေတာသုံးသင့်ပါတယ်ဗကန်ခစ်ဘူဘီယာရီနဲ့ယောမခစ်ဂုံတကားပေါက်တွေယနေ့အထိတည်ငြဲနေပါတယ်နေရအချင်းတော့မဖြစ်ပါဘူးဒါဟာဂုံတကားကြီးပေါင်နေကြောင်းပါဒေးတော့ကြီးပေါင်နေတဲ့ကောင်းပါတယ်ဘင်းအလဲထိတ်အားနေတဲ့နေရာမှာပြကြလာတဲ့ဖိအားကိုဝန်ထမ်းမဲ့တန်တစ်ဖက်စီကိုလွှဲပေးခဲ့ပုံရလို့ကိုယ့်ရဲ့ချင်းသက်သာတယ်လို့ယူဆပါတယ် အောက်ထပ်များမှာကိုလမအုတ်ယိုးစီတင်ပြီးအပေါ်တက်တွေကိုလေးလမခွဲအုတ်ယိုးစီတင်ပါလေအပေါ်တက်တွေကိုခိမိဝိတ်ပေါ်အုတ်ဖြစ်တဲ့တကယ်အပေါ်စားအုတ်တွေနဲ့အလေးချိန်ရော့အောင်စီတင်ပါလေအခုပြသတဲ့တိုက်တွေဟာတာမန်အလေးချိန်ရှိတဲ့မြေအုတ်ထက်လေးချိန်ပိုများတဲ့ရေအုတ်ကွန်ကရစ်အုတ်ဘလောက်တွေကိုတုံးထားတာကြောင့်လို့ယူဆနိုင်ပါလေဒီနေရာမှာခိမိ CSC lightweight အုတ်ဆိုရင်အပြည့်အစုံခုထက်တက်တာနိုင်ပါလေ အပေါ်မိုးမှာအပူအလားပါတာဖြစ်တဲ့ပါရာပက်တွေကိုမထားသင့်ပါဘူးအဆောင်ခံမမဲ့မလိုလားအပ်တဲ့အပူဝိတ်တွေကြောင်းအထက်အောက်ဆောင်ချတဲ့ငလင်မှာအောက်ထက်များကျွန်ချင်းတန်ကျိုးချင်းများ ဖြစ်ပေါ်တယ်လို့ယူဆရပါတယ်နောက်တစ်ခုကရေဖြန်းပါကွန်ကရစ်တန်နဲ့ဆလတ်များ လောင်းပြီးနောက်ရက်ဒီမှာအ ਨੇ စုံတပတ်တိတိရေဖြန်းပါရေမဖြန်းရင်ဖြူရွရွနဲ့ကွန်ကရစ်သားတွေပွနေတတ်ပါတယ် သုံးဘက်တွင်ပုံမှန်ရေဖြင်းရင်ပြာနှမ်းချစ်လိပြီးကွန်ကရစ်သားကောင်းလာပါလိမ့်မယ်နောက်တစ်ချက်မလောပါနဲ့ကွန်ကရစ်ဟာသုံးဘက်ကျော်တလားလုံးမှအသားသေးပါတယ်အဲ့ဒီအချိန်ကြီးမဆောင်ပဲတခြားဓာတ်တွေအမြန်ပြီးကြလို့တနုကွန်ကရစ်ပေါ်မှာလုံရင်ဒဏ်ဖြစ်ပြီးရေသွေးထိခတ်နေပါလိမ့်နောက်တစ်ခုကယုံကြည်မှုမလွန်ခဲ့ပါနဲ့တချို့ကန်ထရိုက်တွေကဒီသူတို့မှာပါတဲ့ drawing အတိုင်းအတိအကျ တာဝန်ယူစောင့်လုပ်ပေးမယ်လို့စာချုပ်ချုပ်စင်မှာတာဝန်ခံခဲ့ပေမဲ့တကယ်တမ်းစောင့်လုပ်ချိန်မှာသူတို့အချင်းပြည့်ရှိမနေပါဘူးမြေတူးအုပ်စီကြောင်တောင်းလုပ်ငန်းတွေကိုအလုပ်သမားတွေကိုပုံပြစနစ်နဲ့ပြန်လဲချထားပြတာများပါလေတက်တာတယ်ခိုးတယ်ဒီလိုအလုပ်သမားနဲ့တွေ့ရင်တော့ပြီးစလဲလို့ပြစ်တတ်ပါလေပိုင်ရှင်မသိကန်ထိုင်းမရှိချိန်မှာလှုပ်ချင်တာလှုပ်တတ်ကြပါလေကိုဘကအချိန်ပြည့်စောင့်ကြည့်နေမှစိတ်ချပါမယ် တချို့ site engineer ဟာလေးပါကောင်းတွေနဲ့လွဲမြေနာမှာရှိတဲ့ကွန်ရလက်ဖေးဆိုင်ပီးယာဆိုင် KDB တွေသွားထိုင်နေတတ်ပါတယ်။ဒါကြောင့်လုပ်ငန်းတွေအချိန်ပြည့်ကြီးကျက်ဖို့လိုပါတယ်။မြန်မာပြည်မှာရှိတဲ့ပျံတန်ကြီးတန်ခွင်းနဲ့စောက်လို့ရေလူ့သမားအများစုဟာ professional လုံးဝမဟုတ်ကြပါဘူး။ professional ဆိုတာလူ့သမားကောင်းအဆင့်လောက်သာရှိပါတယ်။ဒါကြောင့်လူ့သမားတိုင်းဟာ professional မဟုတ်ဘူးဆိုတာကိုသတိအမြဲတမ်းပြုပါ။ လုပ်ငန်းတွေ့ကြုံရနဲ့တက်လာကြတာပါဒါကြောင့်သဘောတရားပိုင်းမှာအားနည်းတတ်ပါတယ်လုပ်ငန်းတော့ကျွမ်းကျင်ကြပါတယ်သူတို့ကိုရက်တို့ moment သင်တန်းတွေပေးနိုင်ရင် scale ပိုင်းရောတွေးခွန်မှုပိုင်းရောမြင့်တက်လာပါလိမ့်မယ်ဆောက်လုပ်ရေးကဏ္ဍအတွက်အလွန်ကြိုးရှိပါတယ်အထက်မြင့်တွေအတွက်ဂျပန်နီးပညာကိုမြင့်ရအောင်ပြုနိုင်ရင်ကောင်းပါတယ် base isolate system လို့ခေါ်ပါတယ်ဒါကြောင့်အခြေခံပေးမဲ့ foundation ကို ခိုင်မာအောင်တိဆောက်ပြီးမှတောင့်တင်တဲ့တိုင်ပေါ်ပါတဲ့နေရင်ရိုးရှင်းတဲ့အပူမပါတဲ့ဒီဇိုင်းတွေနဲ့တထမနှစ်ထပ်အများဆုံး၃ထပ်ထိဆောင်ရင်ငလင်းတန်ကိုအန်တုပြီးတော့နှစ်ရှည်ခံနိုင်လိမ့်မယ်လို့မြင်ပါတယ်။ဒါကဒီခုငလင်းကြီးမှာဖြစ်သွားတဲ့ခြေနေကိုသုံးသပ်ပြီးပြောပါလိုက်။ငလင်းကြောကိုလွတ်အောင်တော့ရှောင်းလို့မရပါဘူး။မြင်းကြောလွတ်အောင်ရှောင်းစရာလည်းမြင်းမရှိပါဘူး။ ငလင်နဲ့အတူရှင်တွဲပြီးငလင်တံကိုအန်တုနေနိုင်ဖို့သာအရေးကြီးပါတယ်။စကိုင်းပြည့်၍ငလင်ကြောကြီးဟာအရင်ကြီးပါတယ်။ငလင်လုတ်ပြီးနောက်မြန်မာနိုင်ငံရဲ့မြေမျက်နှာတွင်ပြည်ပုံတန်ချို့တော်ပြောင်းလဲသွားတယ်ဆိုပါတယ်။ကဘာမြေလေလာဆောင်ကြည့်ရင်စက်တလိုက်ဂျိုရူတွေဟာ2025မတ်လ28ရက်နေ့မြမငလင်ကြီးမတန်ခင်နဲ့လှုပ်ခတ်ပြီးနောက်ပိုင်းမြန်မာနိုင်ငံရဲ့ကြီးလင်းပြတ်သားတဲ့ဂျိုရူတပ်ပုံတွေကိုရိုက်ကူးထားပါလိမ့်။ လန်ဒလေးနဲ့နီတဝိုင်းငလင်းဘိုဟိုချက်နီဂျိုရူတွေကရိုက်ကူးထားတဲ့ငရဲစာပုံရိပ်တွေကိုသူတေတီတွေကအထူးပြုလုပ်ချက်တွေနဲ့ဖန်တီးပုံဖော်ခဲ့ပါတယ်ငလင်းလောက်ခတ်မှုကြောင့်မြန်မာနိုင်ငံမှာအကြီးဆုံးငလင်းပြည့်ရွှေ့ကျော်ကြီးဖြစ်တဲ့စကိုင်းပြည့်ရွှေ့ကျော်တစ်လျှောက်ကီလိုမီတာ900ကျော်ရှိတဲ့မြေမျက်နှာပြင်မှာအန်ချော်ရွေ့ရသွားခဲ့တယ်လို့အဲ့ဒီတပုံတွေကဆိုပါတယ် ဒီလိုမြေမျက်နှာပြင်အန်ချော်ရွေးရှားမှုကိုမြေပုံရေးဆွဲဖို့ဂျိုးလူတွေကိုတုံးခဲ့ပြီးမြေပုံထုတ်နီလန်ကိုတော့ထုတ်ပြန်ခြင်းမရှိပါဘူးသူတို့တွေ့ရှိချက်အရလိလဆန်းစစ်ထားတဲ့တွေ့ရှိချက်တွေတော့အနေငယ်ကွဲပါတယ်ဒါကြောင့်ငလင်သူတေသည်ဆိုင်မွန်ဂတ်စကွိုင်ဟာ2025မက်လ20မှ30ကြာမန္တလေးနီးတဝက်ကိုဂျိုးလူကကင်မရာတို့ပက်လန်းတို့မြေမျက်နှာပြင်တို့မှရိုက်ကူးထားတဲ့ပုံတွေကိုစူးစီးပြီး GDM OPT မြင်းမျက်နှာသွင်းပြင်သဏ္ဍာန်ပြောင်းလဲမှုလေးလာရေးဆိုင်ရာဝန်ဆောင်မှုကတစဉ်ဆော့ဝဲနဲ့လေးလာခဲ့ရမှာမြင်းမျက်နှာသွင်းပြင်ဟာတောင်မြောက်အန်ချော်ရွေးရှားတောင်းခဲ့ကြောင်းထင်ရှားတွေ့ရှိရပါတယ်။ကဘာမြေလေးလာဆောင်ကြည့်ရေးဂျိုလူသုံးလုံးပါဝင်တဲ့အတွက်ကြောင့်လေးလာဆောင်ကြည့်နိုင်စွာတိုးတက်လာပါလေ။မြန်မာနိုင်ငံမှာငလင်လောက်ခပ်ပြီးနောက်တရုတ်ပို့ဆောင်ရေးလက်ကြောင်းတွေထိခိုက်ခဲ့ရာ ကိုညီကစေးသမားတွေနဲ့ပြည်သူတွေတွာလာရမှာအထောက်အကူဖြစ်ဖို့တွာလာတုံလို့ရတဲ့လမ်းကြောင်းတွေထိခိုက်ပျက်စီးခဲ့တဲ့လမ်းကြောင်းတွေနဲ့ပတ်သက်ပြီးလည်းဖော်ပြထားပါတယ်။ဒီပုံတွေမှာအပြရန်မြင်းနဲ့ဖော်ပြထားတဲ့လမ်းကြောင်းတွေဟာတွာလို့ရတဲ့လမ်းကြောင်းဖြစ်ပြီးအဝါရောင်ခြေထားတဲ့လမ်းတွေကတော့တွာလာဖို့ကန့်သက်ရှိပါတယ်။တွာလာလို့မရတဲ့လမ်းတွေကိုအနီရောင်နဲ့ဖော်ပြထားတာအထင်ရှားတွေ့ရပါတယ်။